ယောက်ျားကိုလူကျင်တော့မိမအောင်အောက်လန်းနဲ့တိုက်တာအဲ့ဒီလင်ယောက်ျားကိုခတ်ဆေးတွေခတ်တာတွေယာတီသွေးနဲ့ပတ်သက်တာတွေကျွေးတာတွေကိုအားလုံးပဲမင်္ဂလာပါမောင်ချန်နယ်လေးကကျူစွလိုက်ပါတယ်မိုးကုတစ်ဆက်ပေးခြင်းနဲ့ဗီဒီယိုလေးတော့ဒီဗီဒီယိုလေးပေါ့နော်ဗီဒီယိုရမဆိုလို့ရှိရင်တော့ဒီရွှေရင်ကျဆေးအားနေပြီးတော့သူစေးကုခဲ့တဲ့သူ့ရဲ့တပည့်တွေအကြောင်းပြပြလာပါပေါ့နော် ူများရဲ့လင်ကိုလိုချင်လို့ပေါ့နော်သူ့ရဲ့မရဘူးအောက်လက်နဲ့တိုက်ပြီးတော့ဒီယူခဲ့တယ်ပေါ့နော်အရင်လက်ကျက်စရာကောင်းတဲ့ဘီယူတက်မှာဆိုလို့ရှိရင်တော့ပြည့်စုံပတ်ပါတယ်ကြည်တယ်မျိုးလည်းဘိုးတရာတင်ငန်းဆိုင်ရအောင်လို့ပြန်လည်ညှောက်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဘီယူလေးကိုဆက်လက်ကျက်ရအောင်နော်အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာဒီနေ့ပေါ့နော်ဒီအရန်အောင်မှနော်မရင်ငယ်ကိစ္စတွေလင်ငယ်ကိစ္စတွေအရန်ပေါ်လာပြီးတော့ပယောဂဖြစ်တဲ့လူတွေအရန်များနေတဲ့အတွက်ကြောင့်မဆရာနည်းနည်းလေးပြောပြခြင်းနဲ့ပေါ့နော် ဘလို့ဖြစ်လာလဲဆိုလို့ရှိရင်ဒီဆရာဟိုရက်တည်းကလည်းကုရတယ်ဒီနေ့တွေမှာလည်းစစ်လို့ဆေးလို့ရတာတွေအများကြီးတွေ့ရတယ်စစ်ဆေးကုတာရတာတွေပေါ့အဲ့တော့ဘာတွေတွေ့လာရလဲဆိုလို့ရှိရင်ဒီယောက်ျားကိုလူကျင်တော့မိမအောင်အောက်လန်းနဲ့တိုက်တာတွေနော်ပြီးတဲ့ခါကျလို့ရှိရင်အဲ့ဒီလင်ယောက်ျားကိုခတ်ဆေးတွေခတ်တာတွေဒီပြီးတဲ့ခါကျရင်ယာတီသွေးနဲ့ပတ်သက်တာတွေကျွေးတာတွေကိုတိုက်ပိတ်ကွန်းသီးတွေကျွေးတာတွေအဆရှိသဖြင့်ပေါ့များစွာတော့ ယုံညံ့တဲ့နီလန်းနေနဲ့လောက်ကြတယ်ဒါမရင်ငယ်တွေကလောက်တာလည်းရှိတယ်ဥမာလင်ငယ်တွေကလောက်တာလည်းရှိတယ်ယောက်ျားကိုအိပ်ရတဲ့လဲအောင်အောက်လန်းနဲ့တိုက်ထားတာမျိုးတွေကုသလိုက်မှလုံးဝကောင်းသွားတယ်ပေါ့နော်ဒါမျိုးတွေလည်းကြုံလာရတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်လူတွေကတတိလက်လွတ်နေမိနေတာတွေရှိတယ်ပေါ့နော်အရန်ဥမာတတိထားတင်ပါရဲဆရာဒီမှာစစ်နေရတာတွေဆိုလို့ရှိရင်တော်တော်များတယ်လူနာတွေတော်တော်လည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ တိအချက်ဒီဘာလဲဆိုလို့ရှိရင်ဒီအောက်လန်းနဲ့မိသားစုကိုပြိုကွဲအောင်တိုက်ခိုင်းရပြီဆိုလို့ရှိရင်မိမိရဲ့ဇကားတွေဒီနားမဝင်တော့ပါဘူးဘလောက်အကောင်ပျော်ပျော်သူတို့စေနာထားပြီးပြောတယ်လို့လည်းမထင်တော့ပါဘူးအဲ့ဒါတိအချက်တတိထားမိနိုင်စရာတွေပေါ့နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်မတိမတာဒီအောက်လန်းအတက်ပညာတွေထိုးဖောက်ဝင်ရောက်လာပြီဆိုလို့ရှိရင်တိုးတက်နေတဲ့စီးပွားတွေကြာဆင်းနေပေါ့နော်ပြီးတော့တစ်ဖက်အမျိုးသားဖြစ်စေတစ်ဖက်အမျိုးသမီးဖြစ်စေ ဒီအောက်လန်းခတ်ဆေးတွေအသုံးပြုရတယ်တိုက်ပေကွန်းသီးတွေကျွေးရတာတော့၎င်းဒီမကောင်းတဲ့အတတ်ပညာနဲ့လှုပ်ထားတဲ့အမျိုးသမီးတွေအမျိုးသားတွေရဲ့တောင်းဆိုမှုမှန်သမျှကိုငြင်းပယ်နိုင်စွာမရှိဘဲနဲ့ဒီပြောမယ်ဆိုလို့ရှိရင်ဒီလက်လာဘစီးပွားတွေနဲ့ပဲပတ်သက်ဖြစ်စေငွေကြေးတောင်းခံလာရင်ပဲဖြစ်စေလွယ်လင်းတကူတို့ကပေးကျင်တယ်ကမ်းကျင်တယ်အိမ်ကိုရန်ရှာတယ်အမှန်အမှန်တိုင်းမပြောတာတွေဖြစ်တယ်စသဖြင့်အများကြီးတွေဖြစ်ကြတယ်ပေါ့ တော်တော်များများသောခက်ဆီးလက္ခဏာတွေမှာအရာတွေကိုဆရာတို့ကမြင်လာရတယ်တွေ့လာရတဲ့အတွက်ကြောင့်မလို့ဆရာဒီဟာဒီ knowledge sharing လုပ်ပေးတာ warning လုပ်ပေးတာလေးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုခက်ကသူ့မယားလိုချင်သူ့လင်လှမ်းတဲ့ထူဒီခက်ကကျတော့သူ့လင်လိုချင်သူ့မယားအောက်လှမ်းတဲ့တိုက်သူ့မယားလိုချင်သူ့လင်အောက်လှမ်းတဲ့တိုက်ဒီလိုမျိုးဖြစ်သွားတယ်ပေါ့နော် line mode တွေမှာလည်းပေါ်ပေါ်တင်တင်ဒီဆေးတွေရောင်းချနေတယ်တိုက်ပေးတဲ့ဆရာတွေလည်းရှိတယ်အသေးဘလောက်အကျိုးဘလောက် ီလိုမျိုးတွေလှုပ်ပြီးတဲ့အခါကျတော့မိသားစုတွေအရန်ပြိုကွဲပျက်စီးတာဒီနှစ်အတော်အတွင်းတွေမှာအများကြီးမြင်ရတယ်ပေါ့ဆရာတို့ဒီအချိန်အခါမနှောင်းသေးခင်တွေ့ရလို့ရှိရင်တော့ဆရာဒီကုသကဲ့တင်ပြီးတော့ကောင်းသွားနိုင်ပေမဲ့ကွဲတာတွေပြဲတာတွေအမျိုးစုံသူတို့လက်ထဲရောက်ပြီးကမှဆိုလို့ရှိရင်တော့အများကြီးခက်ခဲသွားစေတဲ့အရာတွေရှိတယ်ပေါ့နော်အဲ့တော့ အချိန်မနှောင်းခင်နီးစရာရွှင်ကြော်ဆရာတွေနဲ့ပဲဖြစ်ဖြစ်နီးစရာဆရာသမားကောင်းတွေနဲ့ဆက်သွယ်ပြီးတော့စစ်ဆေးကုသကြည့်ပါလို့ဆရာအကြံပြုပါတယ်။ဘာလို့လဲဆိုလို့ရှိရင်တိုက်ပိတ်ကွန်းသီးကျွေးတာတွေလည်းဆရာဒီလွန်ခဲ့တဲ့တရက်လောက်ကဆိုလို့ရှိရင်လည်းတော်တော်လေးကိုတွေ့ရတယ်ပေါ့နော်။အဲဒီတိုက်ပိတ်ကွန်းသီးယောက်ျားကိုလိုချင်တဲ့အခါကျတော့ဒီဒီယောက်ျား ယောက်ျားတိုက်ပိတ်ကွန်ဒီကျွေးထားပြီးတော့လှုပ်ယူတာမျိုးတွေသူ့စကားအောင်အောင်ပေါ့အစသဖြင့်လှုပ်ယူတဲ့ခါကျတော့ယောက်ျားတွေရဲ့ဒီပြောမယ်ဆိုလို့ရှိရင်ကန်တွေကအညံ့နေဝင်လာတဲ့အစစအရရာလှုပ်ကင်လို့အဆင်မပြေတာတွေဖြစ်လာတယ်မိမရဲ့စကားတွေလည်းနားမဝင်တော့ဘူးပေါ့ဒီကပြိုကွဲရပျက်စီးကြောင်းတွေဖြစ်လာတချို့ကြတော့ဘာလဲဆိုလို့ရှိရင်ဒီယောက်ျားကလည်း ဒီပြောမယ်ဆိုအမှောင်သိမြင်သွားပြီးတော့ကို့မိမမိသားစုကိုမခွဲနိုင်တဲ့အခါမှာလည်းမကျင်နဲ့လို့ဆိုပြီးတော့အဲ့တစ်ဖက်အမျိုးသမီးတွေတစ်ဖက်အမျိုးသားတွေကနေပြီးတော့အောက်လန်းနဲ့ထပ်တိုက်ပြီးစီးပွားပြတ်အောင်ကျမ်းမာရေးပြည့်စည်အောင်မိသားစုကိုတေခွဲခွဲအောင်ဖြစ်စီရှင်ခွဲခွဲအောင်ဖြစ်စီလုပ်ပြတာတွေလည်းဆရာတို့တွေ့ရတယ်ပေါ့နော်အရာတွေဒီတိတ်ကြောက်ဆရာကောင်းပါတယ်လူတွေရဲ့အိတ်တာမစ္စရိယတရားတွေအလိုလောဘတွေကအရင်ကြီးလာတာလို့ဆရာတော်မြင်မိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့တတိထားကြပါဆရာပြောချင်တာ ဟိုတရဏဂုံမြမြရွတ်ပါဆရာတို့ပြီးရတဲ့အခါကျရင်အဌာဏမေတံဂါထာကိုမြမြရွတ်ဖတ်ကြပါလို့ဆရာတော့အကြံပြုပါတယ်ယရဏမြတ်သုံးပါးကိုကိုးကွယ်ရဟူ၍တိမှတ်စည်းကပ်ပါသီလတွေလုံအောင်ဆောင်ထိန်ပါဘာလို့လဲဆိုတော့ဘယ်ချိန်ဘယ်အခါမှာကိုယ်ကိုမကောင်းတဲ့အတတ်ပညာတွေနဲ့တိုက်ခိုက်မယ်ဆိုတာဘသူမှမပြောနိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒါဆရာကဒါဒီ knowledge sharing လေးလုပ်ပေးတာအကြံလေးပြုပေးတာဖြစ်တယ်ပေါ့ ဒါစိတ်လဲဟိုပူစရာကောင်းပါတယ်ဒါလူတွေအတွက်အလားလာမကောင်းဘောเนาะဒီအတက်ပညာတွေပြန်ပွားလာတာဒီဘယ်နေရာမှအကျိုးမဖြစ်ထွန်းပါဘူးဘာလို့လဲဆိုလို့ရှင်လက်တွေ့ခံစားရတဲ့လူတွေဆရာကုပေးထားတဲ့လူနာတွေလဲဆရာအကောင့်ထဲမှာအများကြီးပါသူတို့ခံစားရတာသူတို့အတီဆုံးပဲဆရာတနေ့တနေ့လူနာတွေကုပြီးပညာပေးနေရတယ်လူနာတွေအများကြီးပဲအများကြီးပဲအဲ့တော့ ဆရာဒီလဲကိုချင်းစာလို့မိသားစုတွေမပြိုကွဲရအောင်ဒီလိုမျိုးအဖြစ်ဆိုးမျိုးတွေမကြုံရအောင်အောက်လန်းပညာတွေနဲ့အတိုက်မခံအောင်ကဝေပညာတွေနဲ့အတိုက်မခံအောင်ဒါအကြံပေးတာပါဆရာတလောလေးရကုရတဲ့ဟာဆိုလို့ရှိရင်ဒီပြောမယ်ဆိုလို့ရှိရင်ဒီမိမဖောက်ပြန်တယ်ပေါ့နော်မိမဖောက်ပြန်တဲ့ဟာကိုအဲဒီယောက်ျားကတိတဲ့အခါကျတော့ဒီမကျင်တဲ့လို့ဒီအငယ်နှောင်းရောဒီမိမကိုရောရံပြက်တနာလဲရှာတဲ့ရှောက်ရောယောက်ျားကိုအယုတ်လုပ်ပြီးတော့ဆရာတို့အဆိုင်တာပေါ့ကဝေအထောက် သဘောမျိုးပေါ့ဒါမျိုးလှုပ်လဲလှုပ်လဲလှုပ်ကောယောက်ျားကဘာရီဖြစ်တဲ့ဆိုတော့ခါးတွေနာရဲအိယာတွေကနေမထနိုင်ဘူးခေါင်းတွေကိုက်လိုက်ခါးတွေနာလိုက်တဏှာစီလှဲ့ပြီးတော့ဖြစ်နေတာအလုတ်တွေကိုဘာမှရှေ့ဆက်မလုံနိုင်တော့အောင်သူစိတ်တက်တွေကြဝေဒနာတွေပြင်းထန်ဆေးရုံဆေးကန်းတွေသွားမပြောင်းနိုင်ဒီလိုမျိုးတွေဖြစ်တဲ့အထိပေါ့နော်လူတွေရဲ့စိတ်တွေကဘယ်လိုပြောမလဲဆိုလို့ရှိရင်အယောင်မှကြမ်းတမ်းလာတယ်ဒါကြောင့်မလို့တတိထားကြပါအိမ်တော်ကြီးတွေအပြည့်စည်းမခံပါနဲ့ကို့အနားမှာရှိတဲ့လူတွေကိုကျေးဇူးတင်ပါ ကိုမိသားစုတွေကိုကျေးဇူးတင်ပါကိုယ့်ဇနီးမယားကိုကျေးဇူးတင်ပါကိုယ့်လင်ယောက်ျားကိုကျေးဇူးတင်ပါတယောက်နဲ့တယောက်မေတ္တာထားပါကိုယ့်ရဲ့အသိစိတ်တွေဒီပုံမှန်မဟုတ်တော့လို့ရှိရင်တန်ဝေကတရားလေးတွေဝင်ပါဆရာဗီဒီယိုကြည့်နေတဲ့ယောက်ျားလေးတွေလည်းကိုယ့်ကိုယ်ကိုကာကွယ်နိုင်အောင်ဆရာသတိပေးတာပါမိသားစုတွေရှိနေတဲ့အမျိုးသမီးတွေလည်းကိုယ့်မိသားစုကိုကာကွယ်နိုင်အောင်သတိပေးတာပါအဲ့တော့ဒီဘေယောဂလက္ခဏာတွေဆရာပင်ပို့စ်မှာလည်းရှိတဲ့ဘေယောဂလက္ခဏာတွေခံစားနေရရင်နီးစရာဆရာတွေရှာဖွေပြီးစစ်ဆေးပါလို့ဆရာအကြံပြုပါတယ်အားလုံးပဲမင်္ဂလာပါစ Ha ပြောပြအောင်ပဲဟာလိုက်ကရင်လေလင်းများနေအောင်ညညကသာဗျာညကသာလုတ်ပြရမရှိသေးရမှာကျွန်တော်အဲ့တော့ကွန်းရတိုင်းလုတ်သမားဘောကနေပြီးမိမရတော့ဆင်မပြေတော့လမ်းမမှာကွန်းရလေးရောင်းကိုဆိုင်လေးထွက်တာဆိုင်လေးထွက်တာအဲ့တော့ဆိုင်တော့ဟိုနည်းနည်းဝေးတော့သွားရလာတယ်ဟာဆိုင်ကလူရောဆိုင်ကလူတော့ဘာလုပ်ရလဲဆိုလင်းများနေအောင်လက်စွတ်လက်စွတ်လေးစီလူလေးကို စစ်သက်လက်စပုံတန်မျိုးပေါ့အဲ့လေလဲမောင်းဝင်လေးနဲ့ကိုရောင်းပြီးဆိုင်ကလေးဆိုင်ကလေးတော့ဝယ်ဆိုင်ကလေးစီးအဲ့တော့လော့ဂျာဘင်းလေးကို2000အစုတ်လေးအစုတ်လေး2014 2004ဘင်းလေးပေါ့ဗျာအယိုးချောင်းလေးဆိုင်ကလေး5000 5000ဝယ်ပေးရတယ်မမေရအဲ့5000ပေါ့ဘယ်ဝယ်ရောင်းလိုက်တာ5000နဲ့ရအောင်ဟောဒီတသိန်းခွဲတသိန်းခွဲတသိန်းခွဲတန်လေးပဲအဲ့ဥစ္စာဆိုင်ကလေးတခုဘင်းလားမသိပါဘူးယိုးချောင်းကမှဘာမှမပါဘူးအဲ့ဒီအဲ့ဒီဆိုင်ကလေးကို ငါတသိန်းခွဲနဲ့ဟုတ်တယ်တသိန်းခွဲနဲ့ဝယ်လာဝယ်လာပြီးတော့အဲ့ဆိုင်ငယ်လေးလင်မင်းနှစ်ယောက်စီးရဲ့ကြိုက်ပုံဖျားနေပြီ။အိုးအခုဒီနာမည်ကြီးနဲ့လန်ကရိုဇာတို့ဘာတို့စီးဘူးအဲ့ဆိုင်ငယ်ဘရောမမမေးလင်မင်းနှစ်ယောက်အာဘွားမဆိုင်ငယ်စီးရတယ်ဆိုပြီးကျဉ်တတ်နေရတာစီးချတာစီးချတာပြီးတော့အဲ့ဆိုင်ငယ်အဲ့ဆိုင်ငယ်ဝယ်လာတဲ့နေ့ကဆိုလင်မင်းယောက်အဲ့လိုတော့မရအောင်ခိုးပါမလားဆိုင်ငယ်တော့မဆောက်လို့အဲ့တသိန်းခွဲနဲ့တော့ဘွားတွေကအဲ့အဲ့တော့ဘွားကြီးရသေးတယ် အဲရပါကြလို့ခေါင်းရင်းမှာထားအိကဆိုင်ကထားတဲ့နေရာလည်းမရှိဘူးချမ်းခေါင်းရင်းကအခန်းအခန်းအောက်မှာတိုင်လေးကြီးအဲ့တိုင်လေးမှာတော့ခတ်ဖို့တော့လည်းမဝင်နိုင်သေးတော့ဒီဆိုင်ကလေးသက်တော့ခတ်ရပါညပါရဲကရင်းမကနေတာလာကြည့်အဲ့ကရိုးချောင်းရှိရရှိပါတော့မလားလို့အဲ့ဟိုတလားနားလောက်ကြာတော့ပတ်စံလေးနည်းနည်းအချိန်ပြီလာတော့အဲ့ဆိုင်ကလေးကိုကျွန်တော်က ာဘာလေးတွေစင်စီးတွေပါတီချာမှုတ်တာပေါ့ပါဝါပြောင်းလေးပါတက်ပြီးတော့ကျွန်တော်အဲဆိုင်ရက်ဟိုစစ်စင်းအောင်စစ်စင်းအောင်မမရရှယ်ရွှိုင်းလိုက်တာရှယ်ရွှိုင်းပြီးတော့အဲ့ဒီကကောင်းတိုင်းမှာဆိုင်ငယ်လေးရဲ့ရေးတွေပါဆိုပြီးကစ်တွေပါတိုက်လာအလားဖြစ်လာတယ်အဲသူကဆိုင်ငယ်ကစေးမုတ်ပြီးကလာဆိုတော့သူကစီးကျင်တယ်ဆိုင်ငယ်စီးကျင်เอกนาเนี่ยอ๋อไอ้เนี่ยไอ้เนี่ยแม่ๆอ่ะเราก็แหละโหอุตส่าห์แต่บาทวีซ่าเปลี่ยนน่ะกวนกวนนี่ตกแหละ ကွန်ဒီလာကွန်လာမီတောက်ပွဲဘူးအဲဝယ်ခိုင်းဟိုအိန္ဒိယမို့အိန္ဒိယမို့မမဲရတော့တိတ်မရှိတော့ဒါပေမဲ့အဲ့ချိန်မှာ तू ကကိုကိုတဲ့ရိုးရိုးတရားလောက်တဲ့အဆင့်လေးတရားလောက်စောင်းမယ်ရပြီးတော့ကွန်လေးတရားစားပြီးတော့ဆိုင်ကလေးကိုတောက်လေးရှုပ်ပြီးတော့ဆိုင်ကကြာပြီးမလဲဘူးဖြစ်ချင်တော့ကျွန်တော်ဆိုင်ကကြာပြီးမလဲလား तू ကမသိဘူးအမဲစတက်ကောက်လို့ဘူးဆိုကြာဝိုင်းနေတကားတဲ့ င်းနဲ့အဲ့လိုမျိုးနှိုးစာကြီးလေးပါပါဆွဲချလိုက်တာ။ဟုတ်ပြီ။အဲ့နှိုးကြပြီးတော့တွေ့ပါ။ဘေးနားမှာနှိုးစာကြီးတယ်။ကိုကလည်းလမ်းမေးဆိုတော့ကွန်ကရစ်လိုင်းကင်းတာအဲ့ဘေးမှာညောင်းကြီးအချောက်ကြီးကြီးတယ်။ဘရူးဆိုချောက်ပါပြီးတော့ကိုယ်ဆိုလက်ချလိုက်တယ်။ဆိုင်ကလေးမျိုးလူလည်းမလို့ဆိုင်ကလေးကအရင်ကမှစိတ်မုန်တာပါတော့ကို့ဆိုအကကြတော့ဘာလဲ ဘယ်ဟောကြည့်ရတော့နောက်မှလူလည်းမတွေ့တော့ဆိုင်ကလေးတွေ့တော့အဲ့ဒါကိုရနေတလန်းနဲ့ထားယူတော့ကျွန်တော်နေကျွန်တော်ကျွန်တော်နေကြောင်းမို့ဟောအဲ့ဒါမြောင်းနေတော့စင်ကြီးတော့မှာဆိုင်ကလေးပေါ့ဆိုင်ကလေးကလူပြီးတာအာဘယ်သားမှလည်းတွေးနေလေဟောအာကမိမတော့ဘာပြောလဲမသိဘူးလူဆွဲနေတယ်သူကဘယ်ဟုတ်မလဲရိုးရိုးကိုရစားပြီးတော့ ဒီနားမှာကိုသူတွေတွေနဲ့တွေးတွေမောက်ွားလေမြောင်းနဲ့မှာမြောင်းနဲ့မှာဂျုံလို့မောက်ကိုကိုပဲပါတယ်ရေတော်မှာတော့ကိုပြောင်းလူတော်ဆိုင်ကရောပြောင်းွားအများကြီးစီတယ်ပြောပြအောင်မယ်အခုတော့ခဏညက်လိုက်အောင်အားပါလေအဲ့တော့ဆိုင်ကပါတော့ကိုပါအကုန်အကုန်ကုန်ဆုံးပြတ်တော့ကုန်လားစေမုတ်လို့မှာ ပါမျိုးတို့ရေမောရဲ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုတစ်ပတ်ဆိုလို့ရှိရင်တော့ဒီသူများလေးနေသူများမယားတွေကိုလွတ်ကျင်လို့ပေါ့နော်အောက်လန်းနေနဲ့တိုက်ပြီးတော့မိသားစုကိုဖျက်ဆီးရအရင်မှကြောက်စရာကောင်းနေပေါ့နော်ကြီးတဲ့မျိုးကြီးအတွက်ကြိုတင်ပစ္စည်းကောက်ဝယ်လို့ရအောင်ဘောဟုတရအနေနဲ့ပြန်လဲမျှဝေလိုက်တာဖြစ်ပါတယ်မောဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ထင်မြင်စချက်ကလေးတွေနဲ့ဗီဒီယိုလေးအောင်မှ comment လေးရေးပေးလို့ရပါတယ်ရှင်နောက်ပတ်ဆုံးကလင်မယားနှောက်ဆိုလို့ရှိရင်လည်းအရင်ချစ်စရာကောင်းနေပေါ့နော်ဒီတော်တော်လေးလက်ချစ်ကြတဲ့ကြီးတဲ့မျိုးကိုပျော်ရွှင်အောင်ပြန်လဲမျှဝေလိုက်တာဖြစ်ပါတယ်မောဗ ီဒီယိုလေးစောင့်ကြည့်လိုက်ပါကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းမိုးဆက်ဒီတဲ့လေးဟာတပ်ဗီဒီယိုဘဟုတတ်ခဲ့ဆက်ဗီဒီယိုလေးတွေကိုနှစ်စဉ်လိုက်တက်ဆက်ပြီးတတ်မှာမို့မော channel လေးကို like subscribe နဲ့တောက်ဖို့တောက်ဆပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆက်မယ်နော်တဒါ